ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ26ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးသတင်းအနေဖြင့်အကြံဖတ်ဆဲအုပ်စုကိုအပီးတိုင်ဖြူလဲချနိုင်ဖို့အရှိုက်ထိစေမဲ့စည်ရေးကဏ္ဍအားကောင်းစေရေးအတွက်အားလုံးပူးပေါင်းအားဖြည့်ပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ် အကြံဖတ်စစ်အုပ်စုကိုအပီးတိုင်ဖြိုလဲချနိုင်ဖို့အရှိုက်ထိစေမဲ့စည်ရေးကဏ္ဍအားကောင်းစေရေးအတွက်အားလုံးပူးပေါင်းအားဖြည့်ပေးကြရန်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။2025ခုနှစ်မတ်လ25ရက်မှာကျင်းပပြုလုပ်ခဲ့တဲ့ကိုမြင့်ဆောင်2025အစိုးရအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ တဖက်မှာလည်းတော်လိုင်းရေးဦးဆောင်ဖွဲ့တွေအားလုံးပြင်ဆင်နေကြတဲ့ Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာလုပ်ငန်းစဉ်ကိုလည်းတွန်းတွန်းတိုက်တိုက်နဲ့သွားနိုင်ဖို့လိုမှာဖြစ်ပါတယ်။ပြည်ထောင်စုနဲ့ Federal Unit တွေဟန်ချက်ညီညီအချိတ်ဆက်မိမိသွားနိုင်ဖို့ကလည်းအင်မတန်အရေးကြီးတာမို့ဒီအတွက်လည်းအစိုးရတာဝန်ရှိသူတွေအနေနဲ့ AFTA ရေးဆွဲရေးလုပ်ငန်းစဉ်မှာပါဝင်နေကြတဲ့အဖွဲ့တွေကိုတည်တည်ချာချာတိုက်တွန်းပြောကြားပေးစီခြင်းပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပြည်ထောင်စုဝန်ကြီးချုပ်ကတင်ပြလာတာတွေကိုပြန်လည်ရှင်းလင်းဆွေးနွေးပြီးယာယီသမရဒူဝါလက်ရှိလာကညီကုန်းချုပ်အမှာစကားပြောကြားကအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါတယ်။အစည်းအဝေးသို့ယာယီသမရဒူဝါလက်ရှိလာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့အပါအဝင်ပြည်ထောင်စုဝန်ကြီးများဒုဝန်ကြီးများတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။ ုတိယသတင်းအနေဖြင့်ကိုစရာသော Nitric Acid E မွေးနေ့အမှတ်တရအဖြစ် ABSDF တို့မတ်ဒဇင်ညွန့်အောင်မှထောက်ပို့ကူညီတဲ့သတင်းကိုတင်ပြပေးပါမယ်။ကိုစရာသော Nitric Acid E မွေးနေ့အမှတ်တရအဖြစ် ABSDF တို့မတ်ဒဇင်ညွန့်အောင်မှထောက်ပို့ကူညီခဲ့တယ်လို့မတ်လ26ရက်မှာ ABSDF ကအသိပေးကြေညာထားပါတယ်။ ိုစရာသော nitric acid ၏မွေးနေ့အမှတ်တရအဖြစ်ကူညီထောက်ပံ့ပေးပါသော မတ်သဇင်ညွန့်အောင်အားအထူးကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်ဒါအပြင်တော်လရင်မှာကျွေလွန့်သွားခဲ့တဲ့သူရဲကောင်းတဦးလည်းဖြစ်အမှုပညာရှင်တဦးလည်းဖြစ်တဲ့ဦးစရာတော်ရဲ့ဒီနေ့မှာကြာရောက်တဲ့44နှစ်မြောက်မွေးနေ့ရက်မြတ်ကိုနွေဦးတော်လရင်မှာအဖွဲ့အစည်းများမိတ်ဆွေတငယ်ချင်းများနဲ့တော်လံပြည်သူများမှဆိုရှယ်မီဒီယာအသီးသီး၌မွေးနေ့ဆုတောင်းတဲ့အတူဆုတောင်းမြတ်တာများပို့သ၍ရေးသားခဲ့ကြပါရခင်ဗျာ ဆက်လက်ပြီးဒွန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းကင်ဦးဆောင်သော82ဘာမာမြေပြင်အဖွဲ့ကရေးတန်းဆက်တလုံးကိုအောင်မြင်စွာတက်ဆင်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ဒွန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းကင်ဦးဆောင်သော82ဘာမာမြေပြင်အဖွဲ့ကကရင်ပြည်နယ်လွမြောက်နယ်မြေတနီယာတွင်တောက်သုံးရေးအတွက်ရေးတန်းဆက်တလုံးကိုအောင်မြင်စွာတက်ဆင်ခဲ့ပါတယ်။ ကင်ဦးဆောင်သော82ဘာမာမြေပြင်အဖွဲ့သည်ယခုလတွင်ကရင်ပြည်နယ်လွမြောက်တနေရာတွင်တောက်သုံးရီအတွက်ရေတန်းဆက်တလုံးကိုအောင်မြင်စွာတက်ဆင်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဖုံဖုံအရှင်သာဝရဆောင်ရွက်သောအဝေးစီတွင် Solar Pump and Pipeline Installation လုပ်ငန်းများအားလုံးသည်82 Burma Ground Team နှင့်အတူပူးပေါင်းကူညီတက်ဆင်ဆောင်ရွက်ခဲ့ပါရခင်ဗျာဆက်လက်ပြီး လက်ရှိဖက်စစ်တပ်ဟာမကြခင် ကာလမှာမရှုမလရှုံးနေပြီးလက်နက်ချရတော့မှအသေးချဖြစ်တယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။လက်ရှိဖက်စစ်တပ်ဟာမကြခင်ကာလမှာမရှုမလရှုံးနေပြီးလက်နက်ချရတော့မှအသေးချဖြစ်တယ်လို့နော်ဝေးဆိုင်ယာ NUG ကိုယ်စားလှယ်ဦးမောင်မောင်မြင့်ကမက်လအတွင်းမှာရေးသားဆိုထားပါဗျ။ ခြေခံဥပဒေနဲ့နိုင်ငံတော်ကိုတစ်ဆာပေါက်ဖြတ်ပြီးအကြိမ်ကြိမ်အာဏာသိမ်းခဲ့တဲ့မြန်မာစစ်တပ်ဟာဒီကနေ့မှကိုပြည်သူတွေကိုနှိပ်စက်တပ်ဖြတ်ပြီးစစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့ဖက်ဆစ်စစ်တပ်ဖြစ်သွားခဲ့ပါပြီ။တခါကဖက်ဆစ်ဂျပန်တွေကိုမြန်မာပြည်သူတွေကတော်လှန်ခဲ့တယ်လို့ပဲလက်ရှိဖက်ဆစ်စစ်တပ်ကိုလည်းမြန်မာပြည်သူတွေကတခဲနဲ့တော်လှန်နေကြပြီဖြစ်ပါတယ်။ တခါကမြန်မာပြည်ကိုစိုးမိုးအုပ်ချုပ်ခဲ့ကြတဲ့ဖက်စစ်ဂျပန်တွေမရှုမလရှုံးနိမ်သွားခဲ့ကြသလိုပဲလက်ရှိဖက်စစ်တပ်ဟာလည်းမကြခင်ကာလမှာမရှုမလရှုံးနိမ်ပြီးလက်နက်ချရတော့မှအသေးအချာပါပဲလို့ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာရန်ကုန်မင်းလင်းအမြန်လမ်းမကြီးပေါ်မှာပင်တော်လိုင်းတပ်များ၏တိုက်ခိုက်မှုကိုမကြခဏခံနေရပြီးစကိုင်းတိုင်းမကွေးတိုင်းနဲ့စတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေမြေစိုးမိုးမှုမရှိတော့ဘူးဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစစ်ကောင်းဆောင်မင်းအွန်လိုင်းကို BIMSTEP ညီလာခံတက်ရန်ဖိတ်ကြားမှုကို ပြန်ရုပ်သိမ်းဖို့အရက်ဖတ်အဖွဲ့တွေတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကို BIMSTEP ညီလာခံတက်ဖို့ဖိတ်ကြားတာကို ပြန်ရုပ်သိမ်းပေးဖို့လူခွင့်ရေးတက်ကြွလှုပ်ရှားနေတဲ့မြန်မာအရက်ဖတ်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်။ ိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီ3ရက်နဲ့4ရက်မှာကျင်းပမဲ့ဘင်းဆက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ကြားထားတယ်လို့ထိုင်းသတင်းဌာနအချို့ကဖော်ပြခဲ့တာနဲ့ပတ်သက်လို့အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ်ဘင်္ဂလားပင်လယ်အော်ဒေတာအတွင်းကဏ္ဍဆောင်နည်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဥဆောင်ဥရွက်ပြုမှုအစီအစဉ်ဘင်းစတက်ထိပ်သီးအစည်းအဝေးပွဲကိုဆက်ရာဇဝဲကောင်မဲအွန်လိုင်းတက်ရောက်မဲ့အစီအစဉ်ဟာမြန်မာပြည်သူတို့ရဲ့လူ့ခွင့်ရေးနှင့်ဒီမိုကရေစီမျှော်မှန်းချက်တွေအပေါ်ပြောင်ပြောင်တင်းတင်းစော်ကားလိုက်တာလို့လူ့ခွင့်ရေးတက်ကြွလှုပ်ရှားနေတဲ့ Justice for Myanmar ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ထို့အတူစစ်ကောင်းဆောင်မင်းအောင်လိုင်ကို beam step ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ဖိတ်ကြားခဲ့တဲ့ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကိုအရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defend Myanmar Democracy DMD အဖွဲ့ကလည်းရှုတ်ချထားပါတယ်။စစ်ရာဇဝဲကောင်ကိုဖိတ်ခေါ်ပြီးကော်ဇော်နီခင်းကကြိုဆိုခဲ့မယ်ဆိုရင်ထိုင်းနိုင်ငံအနေနဲ့တန်ကင်းတမန်ကင်းလှုပ်ဆောင်တာမျိုးမဟုတ်တော့ဘဲရာဇဝဲမှုတွေမှာကြံရပါဖြစ်သွားနိုင်တယ်လို့ Defend Myanmar Democracy ကထောက်ပြထားပါတယ်။ ဒါအပြင်မြန်မာပြည်သူတွေအပေါ်သစ္စာဖောက်ရရောက်သွားနိုင်တယ်လို့ဒေတာတွင်တရားမျှတမှုနဲ့ဒီမိုကရေစီအရေးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အခြေခံမူတွေကိုလည်းဖျက်ဆီးရရောက်သွားနိုင်တယ်လို့လည်းအသိပေးထားပါတယ်။အိန္ဒိယ၊နီပေါ၊ဘူတန်၊ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊ထိုင်းနဲ့သီရိလင်္ကာတို့ပါဝင်တဲ့ BIMSTEC အဖွဲ့ဆိုတာဘင်္ဂလားပင်လယ်အော်ဒေတာတွင်မှာရှိတဲ့အဖွဲ့ဝင်နိုင်ငံတွေကြားငြိမ်းချမ်းရေးစီးပွားရေးတိုးတက်မှုနဲ့လူနေမှုအဆင့်အတန်းမြင့်တင်ရေးအားပေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့် ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရာဇဝတ်မှုကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကိုအတိအမှန်မပြုဖို့မင်းအောင်လှိုင်နဲ့သူ့ရဲ့ကိုယ်စားလှယ်တွေကိုထိတ်သီးအစည်းအဝေးတွေကဖယ်ရှားဖို့လူ့အခွင့်အရေးအဖွဲ့တွေကတိုက်တွန်းတောင်းဆိုနေတာပဲဖြစ်ပါတယ်။အာဆီယံအနေနဲ့ထိတ်သီးအစည်းအဝေးတွေမှာမြန်မာစစ်ကောင်းဆောင်ကိုဖယ်ရှားထားပေမဲ့ဘင်းစတက်အဖွဲ့ကမြန်မာစစ်အုပ်စုကိုအတိအမှန်ပြုဆက်လက်ဆက်ဆံနေပြီး 2022ခုနှစ်ထဲမှာအဖွဲ့ရဲ့ဗရင်းညစာတန်းကိုလက်မှတ်ထိုးဖို့မင်းအွန်လိုင်းကိုဖိတ်ကြားခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ဒါအပြင်2022ခုနှစ်တုန်းကသီရိလင်္ကာနိုင်ငံမှာကျင်းပခဲ့တဲ့ Bimstep အဖွဲ့ဝင်နိုင်ငံသားဝင်ကြီးများအစည်းအဝေးကိုတက်ရောက်ခွင့်ပြုခဲ့တယ်လို့2024ခုနှစ်အတွင်းမှာလည်းစတုတ္ထအချိန်မြောက် Bimstep အဖွဲ့နိုင်ငံတော်လုံခြုံရေးအကြီးအကဲများအစည်းအဝေးကိုမြန်မာစစ်အုပ်စုကိုအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးခဲ့တယ်ဆိုတဲ့မှတ်တမ်းလည်းရှိခဲ့ပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ကပောညီနောင် project ဟာတမူးမြို့သိန်းစစ်စင်ကြီးအတွက်အလွန်အရေးကြီးတဲ့ project ဖြစ်တယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ကပောညီနောင် project ကိုမတ်လ22ရက်နေ့ကစတင်ပြီးကန်ဆမ်းမဲရောင်းချခြင်းဖြင့်လိုအပ်နေတဲ့ရန်မုံငွေသိန်း1000ကိုရှာဖွေသွားမှာဖြစ်ပါတယ်။ကန်ဆမ်းမဲတစ်ဆောင်ကိုပြည်တွင်းမှာရှိကြတဲ့တော်လန်ပြည်သူတဦးစီတိုင်းပါဝင်နိုင်အောင်ကန်ဆမ်းမဲလက်မှတ်တစ်ဆောင်9000ကျပ်သတ်မှတ်ထားပြီး ပြည်ပရောက်တော်လံပြည်သူများအနေဖြင့်သတ်မှတ်ထားတဲ့နိုင်ငံတကာဈေးနှုန်းအတိုင်းဝယ်ယူပေးကြဖို့အတိပေးထားပါတယ်။ကပွန်ညီနောင်ကမ်ပိန်းဟာလက်ရှိတမူးမျိုးသိန်းစစ်စင်ရေးကိုဆင်နွှဲနေတဲ့အမတ်တစ်စစ်ဒေသကလေးခရိုင်နဲ့တမူးခရိုင်တို့ပထမဆုံးအကြိမ်ပူးပေါင်းပြီးပြုလုပ်တဲ့နှစ်ခရိုင်ပေါင်းကမ်ပိန်းဖြစ်ပါတယ်။ဒီကမ်ပိန်းမှာပါဝင်ကြတဲ့တရင်တပ်ဖွဲ့တွေဟာဆိုရင်အမှတ်၁စစ်ဒေသရဲ့ COC အောက်မှာအပြေးအဝတာဝန်ထမ်းဆောင်နေကြတဲ့တရင်တပ်ဖွဲ့တွေပဲဖြစ်ပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ